်မင်္ဂလာပါရှင်ကျမတော့ဖူအီအီနွယ်ပါဒီဗီယိုမြင်တင်ကြတဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်စကိုင်းတိုင်းမင်းကုန်းမြို့နယ်ကကြီးရွာတွေကိုစစ်ကောင်စီတပ်ကဂျွန်လ17ရက်ကလေးကစစ်ကြောင်းထိုးဝင်ရောက်နေတဲ့အတွက်ကြီးရွာရှိရွာကဒေသခံတွေဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေကလည်းသိရပါဗျ။ စစ်ရှောင်တွေဟာမိုးအဆက်မပြတ်ရွာသွန်းတာအပြင်နေရာမပြောင်းနိုင်ကြတဲ့အတွက်စားဝတ်နေရေးအခက်အခဲတွေပါကြုံတွေ့နေကြရတယ်လို့ဆိုပါတယ်။ရုတ်တရက်ထွက်ခွာလာရတာနဲ့နေစဉ်မပြတ်မိုးရွာသွန်းနေတဲ့အတွက်စားတောက်နေထိုင်ရေးအခက်အခဲတွေရှိနေပြီးစားနေရခအကူအညီတွေလိုအပ်နေတယ်လို့စစ်ပေးရှောင်ရေးကူညီပေးနေသူတွေကပြောပါတယ်။တမမှုပါတဲ့အင်အား150ကျော်စစ်ကြောင်းဟာတော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးလက်ရှိမှာဒေသခံ၄ယောက်ကိုပြစ်ခတ်တပ်ဖြတ်ထားခဲ့တယ်လို့ဆိုပါတယ်။ ဂျွန်လ18ရက်မှာစစ်ကောင်စီတပ်စစ်ကြောင်းကကင်းရွာနဲ့ချောင်းမကြီးရွာနာရွာကြားတဲ့ကဖုံင်းကျောင်းမှာထိုင်ချတက်ဆွဲထားတဲ့အတွက်စစ်ပေးဆောင်2000ကျော်အထိရှိလာနေလို့စစ်ဆောင်အရေးကူညီပေးနေသူတွေစီကနေသိရပါဗျာရှင်။ရှမ်းနယ်ကင်းနီပြည်နယ်အဆက်ကမိုးပြဲမြို့မှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတွေကြားထိတိတိုက်ပွဲပြင်းထန်နေပြီးဂျွန်လ16ရက်နေ့မှာရဲဘော်တယောက်ကြာဆုံးခဲ့တယ်လို့ Rigor Local PDF တပ်ဖွဲ့စီကနေသိရပါဗျ အသက်28နှစ်အရွယ်ရဲဘော်ကျော်ထက်ခေါ်ထက်ကြီးဟာ Rigor Local PDF FR2 တပ်ရင်းရဲ့တပ်စုမှုဖြစ်ပြီးရှင်းန်းတိုက်ပွဲတွေမှာရွရွချွချွန်ပါဝင်တိုက်ခတ်ရင်းကြဆုံခဲ့တာလို့ဆိုပါတယ်မိုးပြင်းမြို့မှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ဘက်ကအထိနာတဲ့အတွက်ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကိုပြန်ဖိနေတာလို့လဲ Rigor Local PDF တပ်ရင်းတာဝန်ရှိသူကပြောပါတယ် မိုးပြဲကိုပြန်ရနိုင်ဖို့အတွက်စစ်ကောင်စီတပ်က2024ခုနှစ်နိုဝင်ဘာလကစတင်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်လက်ရှိအချိန်ထိထိတွေ့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးနှစ်ဖက်အထိခိုက်အကြဆုံးထိကြကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။စစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တာ drone နဲ့ဘုံသီးချတိုက်ခိုက်တာတွေပြုလုပ်နေပြီးပြည်သူနေအိမ်တွေကိုလည်းမီးလောင်ပုံးနဲ့မီးရှို့ဖျက်ဆီးနေတာတွေရှိနေတာပါ။ ဒါပြင်မိုးပြဲလက်မကြီးကိုအသုံးပြုပြီးတော့သွာလာတာမလုပ်ကြဘူးလဲတော်လိုင်းအဖွဲ့တွေကဂျွန်လ9ရက်မှာအတိပေးထုတ်ပြန်ထားပါတယ်ရှင်။မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကမွန်ပြည်အတွင်းဖက်ဒရယ်ပေါ်ဆောင်ရေးလုပ်ငန်းနဲ့ရှေ့လုပ်ငန်းစဉ်တွေကိုချမှတ်ဖို့အတွက်ဇွန်လ14ရက်နေ့15ရက်နေ့မှာတတိယကြိမ်ညီလာခံကျင်းပပြုလုပ်ခဲ့တာပါ။ညီလာခံကနေရှေ့ဆက်လှုပ်ဆောင်မဲ့လုပ်ငန်းစဉ်၄ရပ်ကိုကောင်းထဲဖို့ဆောင်ရွက်ဖို့ရှိတယ်လို့သိရပါဗျ ွန်ပြည်တဲကမြို့နယ်ဆယ်မြို့နယ်အခြေပြုထားတဲ့အင်အားစုတွေစုစည်းပြီးထိရောက်တဲ့မွန်ပြည်ဖက်ဒရယ်ယူနစ်တရက်ပေါ်ပေါက်ရေးအတွက်တော်လှန်ရေးကာလမွန်ပြည်ချာတာတရက်ကိုရေးဆွဲသားဖို့ရှိတယ်လို့ဆိုပါတယ်။နောက်တစ်ခုကတော့ဒီချာတာကိစ္စပေါ့နော်။ချာတာကိစ္စကျွန်တော်တို့ပြီးခဲ့တဲ့နှစ်နှစ်ဒီမှာတော့ကျွန်တော်တို့မြန်မာမွန်ပြည်ဖွဲ့စည်းပုံဘာနာတတိယမူကြမ်းရဲ့နောက်ပြီးတော့ဒီ FCDCC ရဲ့နောက်တခြားတော့ဖွဲ့စည်းပုံတွေကိုကျွန်တော်တို့ကြည့်ပြီးတော့ဒီတော်လိုင်းရေကာလနဲ့ကိုက်ညီတဲ့ဖွဲ့စည်းပုံ က်ရိုက်ရေးဖို့ကျွန်တော်တို့ကြိုးစားခဲ့တယ်။ဒါပေမဲ့နောက်ပိုင်းကျတော့ဒီပညာရှင်တွေနဲ့ပြန်ပြီးတော့တွေ့ဆုံတဲ့အခါမှာဒီကာလမှာဒီ Facebook ရေးဖို့မတည်သေးဘူး Facebook ရေးရင်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေပေါ့နော်။ဒါပြည်သူလူထုရဲ့စံနာတွေပါဖို့လိုတယ်။နောက်ပြီးတော့ဒီ e-commerce ပွဲနဲ့ရေးဖို့လိုတယ်။ဆက်ဖြစ်ပေါ့နော်။ဒီတော်လိုင်းရေးကလာမှာတော့ Facebook ရေးဆွဲဖို့အဆင်မပြေသေးဘူးပေါ့နော်အဆင်မပြေသေးတာဖြစ်တဲ့အတွက် ဒီ charter တည့်ရပဲကျွန်တော်ရေးတည်ပါတယ်ပေါ့နော်ဒါတော့ charter တော့အဓိကတော့တော်လိုင်းရင်အစုတွေဂျားထဲမှာတဘောတူညီနိုင်တဲ့ဒီချက်လက်တွေပေါ်မှာမူတည်ပြီးတော့ဒါကျွန်တော်တို့အမြန်ဆုံးရေးနိုင်ဖို့ပေါ့နော်အဲ့ဒါဒီပြောတာရှိပါတယ်မွန်ပြည်နယ်မှာအာဏာရှင်စစ်ကောင်စီကပြုလုပ်မဲ့2025ခုနှစ်ရွေးကောက်ပွဲကိုအပြေအဝဆန့်ကျင်သွားရမှာလဲပြည်သူလူထုတွေပါဝင်လာစေမဲ့တိုက်တွန်းလုံဆောင်မှုတွေပြုလုပ်ရင်းမဟာဗျူဟာတရရေးဆွဲပြီးအကောင့်ထဲဖော်ဖို့လဲရှိတယ်လို့ပြောပါတယ် ကောက်ပွဲဟာဒီတရားမျှတမှုမရှိဘူးဒီမိုကရေစီနဲ့ဖက်ဒရယ်အရေးအတွက်အကျိုးဖြစ်မှာမဟုတ်ဘူးဆိုတာပြည်သူကိုကျွန်တော်တို့ဒီပညာပေးမှုတွေဟိုလှုပ်သွားမယ်စီယုံ နှုတ်ဆောင်မှုတွေလုပ်မယ်။ဟိုနောက်တစ်ခုကျတော့ဒီနိုင်တဲ့ကတန်တမန်တွေကိုလည်းဒီစကားစကားကြည့်ပါမယ်။2025ရွေးကောက်ပွဲကိုအတိမတ်မပြုတ်ဖို့နဲ့မကူညီဖို့ကျွန်တော်တို့နေနဲ့ diplomatic ဟိုနီလာရလဲလှုပ်ဆောင်တော့ဖို့ရှိတယ်။ဟိုနောက်ဆုံးအချက်ကျတော့တကယ်လို့စကားစကား2025ရွေးကောက်ပွဲကိုတကယ်တမ်းပဲလှုပ်မယ်လှုပ်လာမယ်ဆိုရင်တော့ကျွန်တော်တို့နေနဲ့ဟိုစီရေးရလဲဟိုလှုပ်ရှားတော့ဖို့ကျွန်တော်တို့ဟိုစီမံချက်ချထားတယ်။ ဟိုဒါကလည်းကျွန်တော်တို့မော်ပြင်းနယ်မှာလှုပ်ရှားနေကြတဲ့မိပြုတို့ဒီမော်လက်နက်ကိုင်တပ်ဖွဲ့အပြင်အခြား PDF တွေနဲ့ပူးပေါင်းပြီးတော့ရုပ်ကောက်ပွဲပြက်ပြားရေးအတွက်ကျွန်တော်တို့အနေနဲ့အဲ့လိုမျိုးစီမံချက်ဟိုချထားတာရှိပါတယ်ခင်ဗျ။ဒါအပြင်မွန်ပြည်နယ်နဲ့ဆက်ဆက်ဒေသတွေကစပေးသည့်အမျိုးသမီးနဲ့ကလေးငယ်အပါအဝင်အတိတ်ဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက်ဝန်ဆောင်မှုပေးရဖို့ခရိုင်အဆင့်ပြည်သူလုံခြုံရေးနဲ့ဝန်ဆောင်မှုကော်မတီတွေဖွဲ့စည်းပြီးကူညီဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။ MSFC ကနိုင်ငံသားတော်လှန်ရေးအဖွဲ့အစည်းတွေဖြစ်တဲ့ EAO တွေနိုင်ငံသား Federal Unit တွေတခြားတော်လှန်နေကြတဲ့အင်အားစုတွေနဲ့ပူးပေါင်းပြီးပြည်내အားကောင်းရေးကနေပြည်ထောင်စုအားကောင်းရေးကိုဦးတည်တဲ့ Bottom Up Federalism စနစ်အကောင့်ထဲဖော်နိုင်ရေးအတွက်လည်းကြိုးပမ်းသွားမယ်လို့ဆိုပါတယ်။ဒီမှာနင်းနေမှာပလဲမြုန်နယ်မှာတိုက်ပွဲကြောင့်ကြေးရွာ20ကျော်ဆစ်ဆောင်နေကြရပြီးတိုက်ပွဲတွေပြင်းထန်နေလို့လည်းသိရပါတယ်။သီရိသတင်းပေးပို့ထားပါတယ်ရှင်။စကိုင်းတိုင်းပလဲမြို့နယ်မှာ ိုက်ပွဲကြောင့်ကျေးရွာ20ကျော်ကပြည်သူ2000ဝန်းကျင်နေရဆုံးခွာထွက်ပြေးနေကြရတယ်လို့စစ်ပေးဆောင်ရေးကူညီပေးနေသူတွေစီကနေသိရပါဗျ။ဇွန်လ2ရက်နေ့ကစပြီးပလဲမြို့နယ်ကန်တောက်ရွာနယ်မြေရဲစခန်းကိုဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဦးဆောင်တဲ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကဝန်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်ကန်တောက်ရွာအနီးဝန်းကျင်ကကျေးရွာရှိရွာလောက်စစ်ပေးတင်းချောင်ခဲ့ကြရတာပါ။ဇွန်လ9ရက်နေ့မှာလဲပလဲမြို့နယ်အတွင်းကစစ်ကောင်စီတပ်ထိုင်ချတဲ့နေရာတွေကိုဝန်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်မြင့်နှပြင်ကျဲပြန့်ခဲ့ပြီးကျေးရွာခုနှစ်ရွာလောက်ထပ်မံတိမ်းရှောင်ခဲ့ရပါတယ်။ဇွန်လ10ရက်နေ့မှာလဲပလဲမြို့နယ်စပားစီရွာအနီးမှာစစ်ကောင်စီရဲ့ jet fighter တစ်စီးကိုကာကွယ်ရေးတပ်ဖွဲ့တွေကပစ်ချခဲ့ပြီးတဲ့နောက်လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေတဲ့အတွက်ဆက်လက်တိမ်းရှောင်နေကြရတာပါ။လူအချက်တဲ့မပြောပါလောက်တဲ့အနေအထားပဲကျွန်တော်တို့ကူညီနိုင်နေတာပေါ့နော်ဆစ်ရှင်တွေကလည်းအရေးကြီးတဲ့အတွက်ဆစ်ရှင်ကြီးတို့လိုအပ်တဲ့ကိစ္စတွေကိုပူဇော်ပေးဆောင်ရွက်နေတာဖြစ်တဲ့အတွက်ဆစ်ချောင်ကိစ္စကိုတော့အရင်လိုတော့ကျွန်တော်တို့ဖိဖိစီစီတိတ်မလုပ်နိုင်ဘူးပေါ့နော် လောက်တော့လောက်ပေးတယ်တို့တော့လိုအပ်ချက်နဲ့စာရင်တော့ဘာမှမပြောပါလောက်ဘောနော်ကျွန်တော်တို့ဒီဒီအွက်ဆောင်ရပေးနေရတယ်ဒီကြောင့်ချိန်နေရတော့မနေ့ကလည်းလာပြီးကျင်းတာပါပဲသူတို့ကတော့နေ့စဉ်ရက်ဆက်မပြတ်ပါဘူးကျင်းနေတာပေါ့နော်တနေရာမဟုတ်တနေရာလာကျင်းနေတာပါစီပင်းဆောင်တွေဟာလေကြောင်းအနေရကင်းတဲ့ကြေးပါရင်းနဲ့တိုက်ပွဲနဲ့ဝေးတဲ့မြိုင်မြို့နယ်ဘက်ကိုထွက်ပြေးတိမ်းရှောင်နေကြရပြီးစားဝတ်နေရေးခက်ခဲတွေလည်းကြုံနေရတယ်လို့ဆိုပါရယ် ွားရင်းများတယ်။များတဲ့လူကိုပြရတဲ့နေရာတွေကလည်းအနှံ့ပဲဖြစ်နေတာပေါ့နော်။လေရင်ဆိုတော့ဖြစ်ချောင်းဖက်ပုံဆိုးတယ်လေ။ပုံဆိုးတော့တချို့ဗာပြစ်စီမှမယူရဲဘူး။ဒီတိုင်းတိုင်းပြေးလာကြတာလို့ဒီဒီကဲမီးလောင်တာတွေကလည်းရှိနိုင်သေးတာပေါ့ဆိုတော့လေ။ဆက်စီနေစီရကြပါနဲ့။ကိုယ့်အမယ်ကိုစားကြရတာပေါ့။အဲ့တော့ပါတဲ့သူတွေကတော့အာမမဖြစ်သေးနဲ့မပါတဲ့သူတွေကတော့ပြီလို့မပါတာတချို့ကလည်းဘလို့မရလို့မပါတာအဲ့လိုမျိုးတွေကြတော့နည်းနည်းခင်းနေတာပေါ့စားတာတော့ရတာလေကြတော့ ဇွန်လ16ရက်နေ့အထိပလဲမြို့နယ်မှာကန်တော့ရွာနယ်မြေရဲစခန်းဇီးပြုံကုန်းပြူရွာအင်မတီပြူရွာစတဲ့နေရာ3နေရာမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ကျမဒီမီပါဖြတ်ခဲတဲ့မြဒီတစ်ခါမင်းတို့လည်းလာပြီ။ဒီဗီယိုမြင့်တန်ကြရင်နောက်ဆုံးရသတင်းတွေကိုရှုစားကြရပါ။ကျမတော့ဖူးအီအီနွယ်ပါ။ကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။